မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းပါကျဆိုပါတယ်ကျွန်တော်နာမည်နိုင်လင်ပါကျွန်တော်ဒီနေ့မျှဝေပေးသွားခြင်းတဲ့သင်ခန်းစာလေးရတော့ဓာတ်ပုံလေးဓာတ်ပုံလေးကို PDF အနေနဲ့ပြောင်းတာလေးရပြောင်းထားတဲ့ PDF လေးကိုဓာတ်ပုံအနေနဲ့ပြန်ပြောင်းတဲ့သင်ခန်းစာလေးရ Microsoft Word က PDF လေးဖတ်ထားရဆိုလို့ရှိရင် Word အနေနဲ့ပြန်ပြောင်းတဲ့သင်ခန်းစာလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာ Okay ဒီမှာ Format Facility ဆိုတဲ့ software လေးကိုသုံးပါမယ်ခင်ဗျာဒီ software လေးက ငါဘာရှင်းလေးရဟိုဘာရှင်းလေးမြင့်နေပို့တော့လွယ်ပါတယ်ကိုက over ရှင်းနေဆိုလို့ရှိရင်เนาะဘာရှင်းအဟောင်းနေဆိုလို့ရှိရင်เนาะဒီပုံစံလေးကြီးလိုက်လို့ကြည့်လို့ရမှာတော့မဟုတ်ပါဘူးเนาะဒီဘာရှင်းလေးရ5.1ဘာရှင်းလေးရှိပါတယ်အရင်ဟိုအရင်တော့ဘာရှင်းနေဆိုလို့ရှိရင်တော့ဒီဘာရှင်းလေးကိုဒီထဲကအခုပြောပြောပြမယ်ဒီသင်ခန်းစာလေးကိုလိုက်လို့ကြည့်လို့ရမှာမဟုတ်ပါဘူးเนาะအဲ့တော့တကယ်လို့ software လေးမရှိသေးဘူးလွယ်တယ်ဆိုလို့ရှိရင်လည်း comment လေးမှာ mention လို့ရပါတယ်เนาะဒီ software လေးကိုဖွင့်လိုက်မယ်เนาะ โอเค software လေးပွင့်သွားရေဆိုလို့ရှိရင်အဲဒီကိုယ်ကဘာလဲ detail ကိုရောက်သွားရေဆိုလို့ရှိရင်ဒီမှာအောက်ဆုံးမှာဒီအဲ document ဆိုတာလေးကိုနှိပ်ပေးလိုက်နော်โอเคဒီမှာဆိုလို့ရှိရင်ဒီထောက်ရောက်သွားပြီဆိုလို့ရှိရင်အဲ compact pdf compact pdf ဆိုတာလေးကတော့ဒီ pdf file တွေကို site နေနဲ့ပြန်ရှုပ်ခြင်းတယ်ဆိုလို့ရှိရင်ဒီ compact pdf ဆိုတာလေးကိုသုံးပါတယ် pdf joiner ဆိုတာကတော့ PDF တွေကတခုနဲ့တခုပေါင်းကျင်နေဆိုလို့ရှိရင် PDF journal လေးကိုသုံးပါလေ။ဝေဒါလေးကတော့ဓာတ်ပုံကနေ PDF ဆိုတာလေးပါနော်။အဲ့တော့ဓာတ်ပုံကနေပြီးတော့ PDF ပေါင်းကျင်နေဆိုလို့ရှိရင်ဒါလေးကိုနှိပ်လိုက်ပါ။ပြီးတော့လို့ရှိရင် adapter file ဆိုတာလေးကိုနှိပ်လိုက်ပါ။ကိုကိုကွန်ပျူတာထဲမှာရှိတယ်ကိုပြောင်းချင်တဲ့ပုံလေးကိုဖွင့်လိုက်ပါနော်။ငွေဒီပုံလေးပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီပုံလေးကို open အောင်နေပြီးတော့ရင်ဒီမှာကိုကွာဒီပုံလေးကိုအဲဘယ်မှာသိမ်းပါလဲ။အဲကိုသိမ်းချင်တဲ့နေရာလေးကိုရွှေ့လို့ရပါတယ်နော်။အခုတော့ အဲဒက်ဆော့ဆိုတဲ့နေရာလေးကိုရွေးထားပါရယ်နော်ထပ်ပေါင်းကျင်တယ်ဆိုလို့ရှိရင်လည်း adapter file နဲ့ဒီမှာထပ်ပြီးတော့ပေါင်းလို့ရပါတယ် okay ဆိုတာလေးကိုနှိပ်လိုက်ပါထောက်ကြလိုက်ဆိုလို့ရှိရင်ကိုကပြောင်းတော့မှာဆိုလို့ရှိရင်ဒီအပေါ်ဆုံးမှာရှိတဲ့ဒီဒီ step ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ okay okay ဒါဆိုလို့ရှိရင် okay ဒါဆိုလို့ရှိရင်ဒီမှာ pdf လေးကိုပြောင်းသွားတယ်ကိုတွေ့ရပါလိမ့်မယ်เนาะအဲ့တော့ဘယ်မှာလဲဆိုလို့ရှိရင် desktop ပေါ်မှာ ပြောင်းသွားတဲ့ file ဒါ okay ဒီမှာတွေ့သွားပြီเนาะဒီမှာအဲဒီ file လေးပါ format format fastry ဆိုတဲ့ PDF file เนาะ okay ဒါလေးကိုနှစ်ချက်ဆက်တိုက်နေပြီးနှစ်ချက်ဆက်တိုက်နေပြီးတော့ဖွင့်ကြည့်လိုက်ပါ okay ဒါဆိုလို့ရှိရင်ဒီမှာဓာတ်ပုံလေးရနေပြီးတော့ PDF လေးရပြောင်းသွားပါ ಯಿ เนาะကိုကဒီ PDF လေးကိုဓာတ်ပုံလေးအနေနဲ့ပြန်ပြီးတော့ပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့ပြောင်းလို့ရပါတယ်အဲ့တော့ format fastry ကိုသွားပါဒီမှာ PDF တူ picture ဆိုတာလေးကိုနှိပ်လိုက်เนาะပြီး edit file အဲကိုကြီးဒီမှာအဲ desktop ပေါ်ကကိုကပြောင်းမှာဖြစ်တဲ့အတွက်အဲ desktop ပေါ်ကိုသွားပါ Okay ဒီမှာတွေ့ရနော်ဒီ format facility ဆိုရဲဒါလေးကို open steps ဝါလေးကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်ပြောင်းသွားရနော် Okay ဒီမှာဆိုလို့ရှိရင်တွေ့ရပဲတွေ့ရလိမ့်မယ်နော် Okay ဒါလေးကဒီ PDF ကနေပြီးတော့ဓာတ်ပုံပြန်ပြီးတော့ပြောင်းလာတဲ့ file လေးပါသူ့ကို ဖွင့်ဖွင့်ကြည့်လိုက် okay ဒီမှာဓာတ်ပုံလေးတွေ့ရပြီเนาะ okay ဒါဆိုလို့ရှိရင်ကိုကနေပြီးတော့ဓာတ်ပုံကလေးရနေပြီးတော့ PDF PDF ကနေဓာတ်ပုံလေးလည်းအလွယ်တကူပြောင်းလို့ရပါတယ်เนาะနောက်တစ်ခုက Microsoft Word တွေပေါ့เนาะ Microsoft Word တွေမှာဆိုလို့ရှိရင်လည်းကိုက Microsoft Word လေးမှာ PDF လေးအနေနဲ့ဖတ်ခဲ့ပေါ့เนาะဖတ်ခဲ့တယ်ပြန်ပြီးတော့ Microsoft Word လေးကို ပြန်ပြီးတော့ဗောနောသူ Microsoft file လေးအနေနဲ့ပြန်ပြီးတော့ဖြစ်ရှင်နေဆိုလို့ရှိရင်လည်းပြောင်းကျင်နေဆိုလို့ရှိရင်လည်းလေတကူပြောင်းလို့ရရဲ့เนาะဒီမှာသူ့ server လေးကိုခေါ်လိုက်မယ်เนาะဒီဟာဒီ file လေးကို PDF လေးအနေနဲ့အရင်ပြောင်းကြည့်မယ်เนาะ export ကိုသွား create PDF သူ့ကိုအဲ desktop ပေါ်မှာတင်လိုက်မယ်เนาะ desktop ပေါ်မှာ desktop ပေါ်မှာသူ့ကို web PDF ဆိုပြီးတော့ပြောင်းပြောင်းလိုက်မယ်เนาะ okay တင်ပေးလိုက်ပါ publish ဒီမှာတွေ့ရတယ်မင်းကွာဒီ file လေးကို Microsoft ကလေးအနေနဲ့ပြန်ပြောင်းခြင်းနေဆိုလို့ရှိရင်လွယ်တကူပြောင်းလို့ရပါတယ်အဲ့တော့ format file studio ကိုသွားပါဒီမှာ okay ဒီမှာဆိုလို့ရှိရင် PDF PDF to DOC ဆိုတာ Microsoft ကလေးပါအဲ့တော့ဒီ file လေးကိုနှိပ်ပေးလိုက်ပါပြီးရင် edit file okay ဒီမှာတွေ့ရနော်ဒီမှာ web video ဆိုတာလေးကို open ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ okay ပြီးရင်ဒီမှာဒီ stats ဆိုတာလေးကိုနှိပ်ပြီလားနော်ဒါဆိုလို့ရှိရင် okay ပြီးသွားပြီနော် โอเคဒါဆိုလို့ရှိရင်ဒီမှာတွေ့ရလိမ့်မယ်နော်โอเคဒါဆိုရင် Microsoft Word file လေးအားဒီမှာပြောင်းလဲသွားလို့တွေ့ရလိမ့်မယ်နော်ဒါတော့ဒီ file လေးကိုနှစ်ချက်ဆက်တိုက်ဖွင့်ကြည့်လိုက်ပါဖွင့်ပြီးသွားပြီဆိုလို့ရှိရင် okay ဒီမှာဆိုလို့ရှိရင်ဒါလေးက PDF ကနေပြီးတော့ Microsoft Word လေးကိုအလွယ်တကူပြန်ပြီးတော့ပြောင်းထားပါဗာเนาะသူကဒီ font size လေးမတူပါဆိုတာကတော့ font size လေးကကိုကဒီငိုကိုရေးထားတဲ့ font လေးကိုပြန်ပြောင်းခြင်းနေဆိုလို့ရှိရင်လည်း မှာရေးထားတဲ့ဖောင်လေးကိုအလွယ်တကူပြန်ပြီးတော့ကိုဆက်ဝက်ပြန်တာလေးကိုလည်းရမယ်နော်တခုပြောစရာရှိရာကတော့မြန်မာစာတွေဆိုလို့ရှိရင်တော့ပြောင်းလို့မရအောင်เนาะမြန်မာစာတွေဆိုလို့ရှိရင်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်မြန်မာစာတွေရဲ့ဖောက်နေရမှားတာပါเนาะဖောက်နေ မှားသွားတဲ့ဟာလေးကိုတွေ့ရပါလိမ့်မယ်အဲ့တော့အဓိကပြောင်းလို့ရတော့အင်္ဂလိပ်စာလေးကိုပဲပြောင်းလို့ရပါတယ်မြန်မာစာတွေကိုတော့ပြောင်းလို့မရဘူးနော် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုသင်ခန်းစာလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာ